ားလုံးပဲမင်္ဂလာပါရှင်။ EM Audio Book Cafe Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဖက်ပြတင်ဆက်ပေးသားခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်ညိုမိုင်းတန်လျင်ရဲ့လူသားစာခွေးနဲ့ကြီးနဲ့ချက်ကုံးမြေကလေးစားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကျမတို့ရဲ့ channel ကနေပရိသတ်များအတွက်ဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါရရှင်။ဒါကြောင့်ဒီဇလံလေးမစတင်ခင်မှာ ပရိသတ်များအနေနဲ့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးအားပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ရှင်လူသားစားခွေးနဲ့ကြီးနဲ့ကြက်ကုံးမြေကလေးစားကြက်ကုံးမြေရစားပြီးဥလိုက်တဲ့ကြောင်မက်ဖွေရခွေးဥတန်ကြီးလူသေးအလောင်းရဲ့မျက်နှာတစ်ချမ်းကုံအောင်စားတဲ့ခွေးနဲ့ကြီးတကောင်အဲ့ဒီအထိတ်တလန့်ဖြစ်ရကြောင့်ကိုနောက်ရွာတစ်ခုလုံးခြောက်ခြားသွားခဲ့ရတယ်ညစဉ်ညတိုင်း အသက်ပြင်းပြင်းမရှူရဲအောင်ကြောက်လက်ငြိမ်သက်နေခဲ့ရတယ်။အဲ့ဒီဖြစ်ရက်တွေဟာကြက်ကုံးကြီးကရရက်ဆက်ဆက်ကလေးစားချီခြင်းဖြစ်ရက်တွေနဲ့ဆက်နွယ်နေခဲ့ပါတယ်။ခေတွေးခေအမြင်နဲ့တွေးမြင်ပြီးမယုံသူတွေလည်းရှိကြသလိုနာနာဘာဝတွေရဲ့ကလေးစားချီမှုကိုလက်ခံယုံကြည်ကြသူတွေကလည်းရှိပါတယ်။ဘလို့ပဲဖြစ်ပါစေထိတ်လန့်ကြောက်ရွံ့စရာအဲ့ဒီဖြစ်ရက်ကကိုနောက်ရွာမှာအစီအစဉ်တကျဖြစ်ပေါ်လာခဲ့ပါတယ်။ ငတရဲ့ခြေတော့ဓာခုံမိလို့တဲ့အော်ဟစ်ပြောဆိုတဲ့တွင်ကြောင့်မိစံဥရဖာရပြေးထွက်လာတယ်။ရွာနောက်ထိပ်မှာလူတွေယုံစုယုံစုဖြစ်နေတယ်။အဲ့ဒီကိုမိစံပြေးသွားတယ်။နေယောက်ျားရဲ့ခြေတော့ဓာထီလို့တဲ့ပြေးလာတဲ့မိစံကိုမိမတယောက်ကစီးပြောတယ်။ကြားပေမဲ့မသိလိုက်ဘူး။အတန်ကအနောက်မှာကျန်းနေခဲ့တယ်။မိစံရဲ့အာယုံကလူထံမြန်ဆန်းနေတယ် ညှော်ကြည့်နေတဲ့သူတွေကိုတိုးဝေပြီးရှေးစုံကိုရောက်သွားတာနဲ့မလှပတဲ့မြင်ကွင်းနဲ့မီဆန်ပတ်ပင်းဆောင်လိုက်ရတယ်။ဆောင်းပခတ်ကိုဝလုံးနဲ့ရှိုးပြီးလူနှစ်ယောက်အရှိနောက်ထမ်းလာတယ်။ဆောင်းပခတ်ထဲမှာကတော့မီဆန်ယောက်ျားငတာမျက်စိမိတ်ပြီးညင်းညူနေတယ်။လမ်းဖယ်လမ်းဖယ်အပြေးလွာထမ်းလာတဲ့သူတွေကအော်ပြောတယ်။မီဆန်ပခတ်ကိုကရင် အပြေးပြန်လိုက်လာတယ်။ စိုးရိမ်စိတ်တွေနဲ့သူ့ယောက်ျားငတမျက်နာကိုမပြတ်တမ်းကြည့်လာတယ်။ယောက်ျားယောက်ျားဘူဒန်ပါကြီးနဲ့အဆက်မပြတ်ခေါ်လာတယ်။အိမ်ချံဝကိုရောက်တော့မိစန်းဆောင်ပခတ်ကိုလွှတ်လိုက်တယ်။သူ့ရဲ့အိမ်သေးသေးလေးစီကိုဥဆောင်ပြီးပြေးသွားတယ်။အိမ်ကလေးကတဲတာတာလေကားမရှိဘူး။တတုံးတို့ကိုနင်းပြီးအိမ်မော်ကိုတက်ရတယ်။သူ့အိမ်ကလည်းဖျားဆူးအိမ် ဝါတိုင်ထူဝါအဆင့်ဝါကြံကင်းထုတ်ရောက်ဒိုင်းမြအလုံးဝါရီကြီးဝါတရံကပြီးတက်ကယ်မိုးထားတယ်ဖြာနှစ်ချက်လောက်သာကျဲတဲ့အိမ်ကိုအလဲကဝါထရံနဲ့ကန့်ထားတယ်အရှိဘက်ကတော့ဖျားစင်နဲ့အေကန်းအနောက်ဘက်ကအိတ်ခန်းမိစံအတွင်းကန်းထဲကိုဝင်သွားတယ်သူတို့အိတ်တဲ့ဖြာအစုပ်ကိုထုတ်လာပြီးဖျားဆင်အောင်မှခင်းတယ်။ဖြာကောင်းရင်မှာ အစွတ်မရှိမဲညစ်နေတဲ့ခေါင်းအုံးကိုချတယ်။လူနာထမ်းလာတဲ့သူတွေကအိတ်ရှိမှရက်တယ်။ငတကိုပခတ်သေးကနေထုတ်ပြီးနှစ်ယောက်ပွေ့ချီတယ်။ပြီးတော့ခင်းထားတဲ့ဖြာပေါ်ကို အောက်ကနေလှန့်တင်လိုက်တယ်။လက်ထိတ်ကမအူဝင်ကိုလှဲနေတာအားလုံးပြီးသူ့ခြေထောက်ကိုဓာတ်နဲ့ပြန်ခုံးမိတာပဲ။လူနာထမ်းလာတဲ့တယောက်ကငတခြေထောက်ဒဏ်ရာပေါ်ကပစိုးစုပ်ပိုင်းကိုဖြည့်ရင်ပြောတယ်။ဒဏ်ရာကတော်တော်များတယ် ဘယ်ဘက်ခြေပမိုးတစ်ခုလုံးကိုကန့်လက်ပြက်ခုံမိထားတာဒံယာဟပတ်ကြီးကနီးပြပြသွေးတွေဒစိမ့်စိမ့်ရိုးထွက်နေတော့မှာပဲကုတ်ကုတ်ရွက်တွေခူးလာတယ်ငရုတ်စုံဆေးပြီးထောင်းလိုက်မီဆန်ကုတ်ကုတ်ရွက်တွေကိုထောင်းပြီးပေးတယ်လူကြီးတယောက်ကငတရဲ့အနာဘော်ကိုအုံပြီးခေါင်းကပစိုးစုံနဲ့ပဲပြန်စီးပေးတယ်ငတာကတော့မျက်စိမိတ်ပြီးညှဉ်းညူနေတယ်သူတို့အားလုံးတစ်ခုခုကိုသိနေကြတယ် အဲ့ဒါကြောင့်လဲစိုးထင်းနေကြတာပဲဖြစ်ပါတယ်။ငတစင်းကလှုပ်တိတ်လေက လေစိုးစက်ကုံးမြေဘဲချိန်ဘဲကလကလေးကစက်ကုံးမြေလို့ပြည့်ညတ်ထားတာလည်းမသိဘူး။ပိတ်တာပုံသားစက်တွေနေထိုင်တဲ့နေရာဆိုတဲ့အစွဲကဘိုးဘွားဘီဘင်ကလေးကရှိခဲ့တာ။ဒီကစက်ကုံးမြေမှာ အပေါ်အလေးတောင်ရမ်းမစွန့်ရဲကြဘူး။ထင်းအတွက်တေကိုင်းဝါကိုင်းခုတ်တာကအစတောင်းပန်တိုးရှိုးပြီးမှနေကိုင်းခြံမှ အခုငတာလောက်တာကဂိုင်းချိုင်တာမဟုတ်ဘူးမအူပင်တပင်လုံးကိုလှဲတာရိုးရိုးတန်တန်ခြေကျော်လက်ချော်ဖြစ်ပြီးခုံမိတာဆိုရင်ဘာမှပြဿနာမရှိဘူးတပင်လဲတာကိုစက်ကမကြိုက်လို့ဓာတ်နဲ့ခုံမိအောင်လှုပ်လိုက်တာဆိုရင်တော့ပြဿနာမှတကယ့်ပြဿနာအဲ့ဒီအချက်ကြောင့်စိုးရင်ထိတ်လန့်နေကြတာအဲ့လိုလက်နေကမှလူမမလာမေးတဲ့ငတရဲ့အမမကလမာကိုစက်ဝင်ပူးတယ်စက်ဝင်ပူးတဲ့အချိန်မှာ မကလမရဲ့အတန်ကငโกမူလအတန်မဟုတ်တော့ဘူးအတန်ကတေးသေးဆူးဆူးနဲ့တမျိုးဖြစ်သွားတယ်ငါတို့မိသားစုနေတဲ့တစ်ပင်ကိုခုတ်တဲ့ကဒုက္ခတွေ့စေရမယ်ငါသားသမီးတွေရဲ့ခြေထောက်နဲ့မျက်နှာဒဏ်ရာတွေရတယ်လို့နင့်ခြေထောက်နဲ့မျက်နှာကိုလည်းဒဏ်ရာတွေရအောင်လုပ်ပြမယ်ဟဲ့အဲ့လိုပြောပြတာနဲ့ပူးကတ်နေတဲ့ချက်ဟာမကလမရဲ့စီကနေထွက်သွားတယ်အလုံးစိုးရိမ်တာဖြစ်လာပြီ နားလေတဲ့လူကြီးသူမတွေကကြက်ကိုထုံးစံအတိုင်းကျွေးမွေးတောင်းပန်မှုမိစန်းကိုပြောတယ်။မိစန်းကိုကြက်ဖို့ကြက်မရှာခိုင်းရတယ်။အရက်ရှာတယ်။ထမင်းချက်ဖို့ဆန်ရှာရတယ်။ငတအအတွက်ကျွေးမွေးဖို့ဆိုတော့အရက်ပုံးချက်တဲ့အိမ်ကအရက်တလုံးလကားပေးတယ်။ဆန်ကိုတော့မကလမကပေးတယ်။ကန်ဆိုးတာကကြက်ဖို့သာရပြီးကြက်မမရတဲ့ကိစ္စပဲ။အဲဒါကြောင့်နေရင်းချင်းမတောင်းပန်နိုင်ခဲ့ဘူး။ ညနေပိုင်းမှာငတရရဲ့တကူလုံးချစ်ချစ်တောက်ပူးလာတယ်။ညဦးပိုင်းမှာခရောင်ကရမ်းတွေပြောတယ်။သတိမရတစ်ချက်ရတစ်ချက်ဖြစ်လာတယ်။အဲ့ဒီညသကောင်လောက်မှာပဲချက်ကုံးမြေဘက်စီကခွေးဦးတန်းကြီးကိုစပြီးကြားရတယ်။ကြောက်စရာဦးတန်းကြီးကရွာနဲ့တဖြည်းဖြည်းနှီးလာတယ်။ရွာထဲဝင်လာတယ်။အဲ့ဒီတော့မှခွေးနဲ့ကြီးကိုလူတွေမြင်ကြရတယ်။ တာမန်ခွေးအရွယ်အစားထက်တဆလောက်ပုံမူကြီးမားတဲ့ခွေးနဲ့ကြီးအသေးတုံဥတုံစရာကောင်းအောင်ဆွဆွငင်ငင်ဥရင်ကရွာထဲကိုဝင်လာတယ်ရွာမြောက်ဖျားကနေတောင်ပြားတိုင်အောင်ဥသွားတယ်ပြီးတော့မှပျောက်သွားတယ်နောက်တနေ့မနက်မှာတော့ခြေထောက်ဓာခုံမိတဲ့ကိစ္စကြက်ဝင်ပူးတဲ့ကိစ္စနဲ့ခွေးနဲ့ကြီးနဲ့ထိတ်လန့်စရာဥသင်ကြီးအကြောင်းကိုပဲတရွာလုံးပြောနေကြပါတော့တယ် မဥဝင်အကိုင်းဟာအခက်မှန်သမျှလုံးဝမကြံတော့ဘူးထိတ်မှလည်းငုံသည့်ပင်စီလုံးကတဖြောင်နေတာကြံတော့တယ်ပင်စီလုံးကတောက်ရီအိုးလုံးလောက်ရှိတယ်မြေကြီးအထက်တံတောင်လောက်မှာ ပင်စီလုံးကိုခုတ်ထားတဲ့အရာရှိတယ်တဝက်ကြော်ကြော်ခုတ်ပြီးနေပြီနေမွန်းတဲချိန်လောက်မှာဥမောင်မြင့်မဥဝင်အောက်ကိုရောက်လာတယ်သူ့ရဲ့နောက်မှာတော့အဖို့တယောက်ပါလာတယ်ဥမောင်မြင့်ကပါလာတဲ့ပစ္စည်းပစ္စည်းရတွေကိုချထားပြီး နေပြင်ကိုအရင်ရှင်းလင်းလိုက်တယ်။ပြီးတော့ကျင်းငယ်6ကျင်းကိုသကောဝိုင်းပုံတူးတယ်။ခုနှစ်ကျင်းမြောက်ကျင်းကိုတော့အလေကောင်တဲ့တဲ့မှာတူးလိုက်တယ်။ကျင်းခုနှစ်ကျင်းပေါ်မှာငပြောရွက်တွေခင်းပြီးထမင်းပုံတယ်။ထမင်းပေါ်ကစက်သားဟင်းပုံတယ်။ပြီးတော့ထုံးစံရှိတဲ့အတိုင်းအသေးအမြင့်ခြေထောက်ခေါင်းနဲ့အတောင်ပံ့ဖျားတွေကိုတော့အလေကျင်းမှာပဲပုံပေးရတယ်။ဟင်းထည့်ပြီးမချက်ရတဲ့ဦးနဲ့တခြားကလေးစာတွေ ကြက်မွေးနဲ့ခြေသေးတွေရောထုတ်ထားတဲ့အစိမ်းတို့ကိုတော့တတ်သက်ထားရတယ်။အရက်တစ်ခွက်ငှဲ့ပေးထားပြီးပလင်းကိုဝိုင်းအလယ်မှာထောင်လိုက်တယ်။အစားအသောက်တွေပြင်ဆင်ပြီးတာနဲ့ခြေဖလားလေးကိုယူပြီးခြေစွန်းနဲ့တီးခတ်လိုက်တယ်။တာယာတဲ့ခြေတီးတံလေးတွေထွက်ပေါ်လာတယ်။ရှေးတုန်းကတော့ခြေမောင်ကလေးတွေကိုတနောင်နောင်တီးပြီးခေါ်ရတာ။အခုခေတ်မှာတော့ရွာမှာမောင်လေးတွေမရှိတော့ဘူး။အဲဒါကြောင့်ခြေဖလားနဲ့ခြေစွန်းကိုတုံးပြီးတော့ပဲခေါ်ကြတယ်။ ဆရာကြီးများခမလာကြပါစားတော့ကြပါမလာနိုင်တဲ့ပုံကများရှိရင်လဲဂျောပိုးခေါ်ခဲ့ပါဓာအရက်ဓာအကျက်ဓာအစိမ်ကြက်ရသုံးဆောင်ပါဥမောင်မြင့်ကဖိတ်ခေါ်ပြီးရနဲ့ရေတပလားကိုမြေပေါ်လောင်းချလိုက်တယ်ခြေလက်ဆေးလိုက်ကြပါဦးအဲ့ဒီနောက်မှာခိတ္တငိမ့်စိတ်သွားတယ်အတော်လေးကြာမှဥမောင်မြင့်ကတောင်းပန်စကားဆိုတယ် ဆရာကြီးတို့ခမညာလေရှင်နဲ့တကွဒီလေမြေမှာလုပ်ငန်းလုပ်ကင်သူအားလုံးကိုဘေးအနေနဲ့မကြရအောင်စောင့်ရှောက်ပေးပါခမညာဘေးဆိုးရန်ဆိုးဟုသမ ्या တို့ကိုလည်းရှင်းလင်းဖယ်ရှားပေးပါခမညာအထူးသဖြင့်မလိမ္မာတခါမိုက်မဲခဲ့တဲ့ငတရဲ့အပြစ်ဟုသမ ्या ကိုဝေမြူကြပါနဲ့ခမညာတီးခံပါခမညာစောင့်ရှောက်ပါခမညာငတရဲ့အပေါ်မှာကြာရောက်နေတဲ့ဘေးဆိုးရန်ဆိုးတွေကိုလည်းတနာညာတာတဲ့အနေနဲ့ရုပ်သိမ်းပေးဖို့တောင်းပန်အပ်ပါတယ်ခမညာ။ မြမလေသမားတိုင်းဟာပုံမကြီးနဲ့ကိုတင်မြောက်ပတ်တတ်ကြပါတယ်။ပုံမကြီးနဲ့ကကောက်ပဲသီးနှံကို ဖြစ်ထွန်းစေတယ်။စိုက်ပြုတ်ထားတဲ့အပွင့်အသီးတွေကိုပွားများကောင်းမွန်အောင်ဆောက်ရှောက်ပေးတယ်လို့စိုးစမတ်ရှိကြတယ်။ကြက်ကုံးမြေမှာလုတ်ကင်တဲ့လေသမားတွေကတော့ပုံမကြီးနဲ့တင်မကဘူး။ဝါဝင်ဝါထွက်လဲဝင်လဲထွက်တိုင်းချက်တွေကိုပါကျွေးမွေးရတဲ့အလေးထားရှိတယ်။အဲ့လို ကျွေးမွေးတဲ့အခါချက်တွေကိုချက်လို့မခေါ်ရဘူး။ ရိုသေသမှုနဲ့ဆရာကြီးလို့ခေါ်ရတယ်။ဆရာကြီးတင်နေဆရာကြီးကျွေးတယ်လို့ပြောကြတယ်လို့လည်းပြောဆိုကြတယ်။ဒီလိုကျွေးမှမွေးမှစက်တို့ကသဘောကျတယ်။လဲလုပ်ငန်းပြီးတဲ့တလင်းသိမ်းတဲ့ချိန်ထိဘေးကင်းရန်ကင်းလုံနိုင်ကြတယ်။လဲရှင်ကြောက်တဲ့ရင်အစိတ်မရှိတဲ့ရေမွေးမွေးပရုတ်တောင်မရှိအောင်ဖယ်ရှားထားတယ်။ကြက်ရှိတာတိပါရနဲ့မကျွေးမမွေးအယူအသိမပြုတ်ပဲလဲလုပ်ခွင့်ဆင်းလာရင်တော့ အနေအမျိုးစုံဘေးဒုက္ခမျိုးစုံကအသင့်ဆောင်နေတတ်တယ်။ဒီလိုအစွဲလန်းဆုံးတော့ဒီကိစ္စတွေလုပ်နေကြဥမောင်မျက်စီသွားရတယ်။ချက်ကိုအကျွေးမွေးနဲ့တောင်းပန်ပေးဖို့အကူအညီတောင်းရတယ်။ဖက်ဖက်မောနေတဲ့မိစန်းတယောက်ဥမောင်မျက်ချက်ကုံးမြီကိုထွက်သွားမှနားရတယ်။သူ့ယောက်ျားငတအနာကိုကတ်နိုင်တော့တယ်။ညနေ3နာရီလောက်မှဥမောင်မျက်ပြန်ရောက်လာတယ်။တောင်းပန်ခဲ့ပြီးပြီနေကောင်းသွားမှာပါ။ ပြောတာပြောလိုက်ရတယ်။ဥမောင်မြင့်ရဲ့စိတ်တွေအရန်လေးနေတယ်။ဆရာကြီးတင်တော့ကဘသူနဲ့မှမထီမခိုက်မိပဲထောင်ထားတဲ့အရက်ပလင်းလဲကြသွားပုံကသူ့ရဲ့စိတ်ကိုလေးလံစေရပဲဖြစ်ပါတယ်။ထုံးစံအတိုင်းဆိုရင်ဒါမကောင်းတဲ့နမိတ်တောင်းမန်တာကိုလက်မခံတဲ့သဘောငတအတွက်အချိန်နေမကောင်းဘူး။မိစန်းကတော့အဲ့ဒီအကြောင်းတွေကိုမသိဘူး။ကျွေးမွေးတောင်းမန်ပြီးပြီးစက်တွေက သူ့ယောက်ျားစီကယောဂဝေဒနာတွေကိုပြတ်နှုတ်ယူမယ်။ အဲ့ဒီအခါသူ့ယောက်ျားငတာလူကောင်းပကတိနဲ့အိယာကထလာမယ်။ဒါပေမဲ့မိစန်းထင်တယ်လို့ဖြစ်မလာခဲ့ဘူး။ငတရဲ့တကူလုံးအပူတွေကပိုကြီးလာတယ်။သတိလစ်ပြီးမေမျောသွားလိုက်သတိပြန်လည်လာလိုက်နဲ့။အဲ့ဒီညမှာကြောက်စရာ ခွေးဥတန်ကြီးကိုထတ်ကြရတယ်။ခွေးဥတန်ကြီးကနာနာဘာဝကောင်ကြီးငိုးနေတယ်လို့ပဲ။အသေးတုံမို့တိတ်ကောင်းနေ။ငှက်ဆိုးတွေကလည်း ဲ့ဒီနေညမှာထိုးလိုက်တာတကီးကြီးနဲ့ညသကောင်ကျော်မှာငတာတို့အိမ်ချမ်းရှိကိုခွေးနဲ့ကြီးရောက်လာတယ်။အိမ်ဘက်ကိုလှည့်ပြီးဆွဲဆွဲငင်ငင်နဲ့အဆက်မပြတ်ဥတယ်။အဲ့ဒီအချိန်မှာပဲငတ်ဆိုးတကောင်ကဂီးကနဲ့အော်တန်ကြီးနဲ့ငတာရဲ့အိမ်ပေါ်ထိုးဆိုင်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲငတာတရ လူလောကတွေကနေအပီးထွက်ခွာသွားပါတော့တယ်။ညစ်တဆေက သူ့ရဲ့အနက်ရောင်ခြုံတွေကြီးကိုဖြတ်လိုက်တယ်။ပြီးတော့လောကကြီးရဲ့အပေါ်ကိုလွှမ်းအုပ်လိုက်တယ်။ထိတ်လန့်စရာအမိုက်မောင်ကြီးတို့ကိုနောက်ရွာလေးပေါ်ကိုကြားရောက်သွားတယ်။ချက်ကုံးမြေဘက်စီကခြောက်ချားဖွယ်ရာခွေးဥဒန်ကြီးပေါ်လာတယ်။ညာဘိုးပရစ်တွေရဲ့တစည်းစည်းအော်မြေတံတွေရုတ်ချီးတိတ်သွားတယ်။ခွေးနဲ့ကြီးလာပြီ။6666အမူအရာတွေက သူတို့ရဲ့မျက်နှာပေါ်မှာအထင်ရှားပေါ်လာတယ်။ကြောက်တတ်သူတွေကအရှူအရှူနဲ့ထပြန်ကြတယ်။မရှိမဖြစ် အလောင်းဆောင်ဖဲဝိုင်းတဝိုင်းပဲကျန်တော့တယ်။အိမ်ရှိကန်းကအလောင်းစင်နဲ့ပြည့်နေလို့ဖဲဝိုင်းကအိမ်ရှိမြေပြင်မှာကြက်စရာအမောင်ကြီးစိုးနေတဲ့ညမှာငတရဲ့အလောင်းကိုထုံးပေးထားတဲ့ဖျောင်းနိုင်မီနဲ့ဖဲဝိုင်းကဘက်ထရီဖန်ချောင်းလေးရဲ့အလင်းသာကွက်ကွက်ကလေးလင်းနေတယ်။ခွေးနဲ့ကြီးကရွာလန်းအတိုင်းဥလာတယ် ိမ်ရှိအယောက်မှဦးရဲ့အတန်ကြီးကတော့ဘလို့ကြီးမှမသိဘူးတဲထိတ်ခြောက်ခြားဖို့တိတ်ကောင်းနေအဲ့ဒီနောက်ရွာတောင်ဖျားကနေပြန်ထွက်သွားတယ်ခွေးနဲ့ကြီးစက်ကုံးမြေပတ်ပြန်သွားပြီကွာအခုမှပဲအတန်ထွက်နိုင်ကြတယ်ကြောက်ရွံ့ထိတ်လန့်မှုတွေအတန်သင့်ရော့သွားတယ်ညကလည်းပူပြီးနှက်လာတယ်ဘလောက်ကြာသွားတယ်မသိဘူးမိစံတည်ရင်းလို့အိမ်မော်ကိုလှန့်ကြည့်ပြီးတော့ အိမ်ပေါ်မှာမဲမောင်နေတယ်။တင်နာကောင်တွေဖဲကိုပဲမဲနေကြတယ်။အလောင်းစင်မင်းမရှိတာတော့မသိကြဘူး။နှုတ်ကကျိန်စဲရင်မိစံအလောင်းကိုမိသွားထုံပြီးပို့ပြင်းတယ်။အတူအိမ်နေတဲ့မကလမကိုနှိုးလိုက်တယ်။ဖဲရိုက်နေတဲ့လူတယောက်စီကလက်နှိပ်ဓမီနဲ့မိချစ်ခဏငားတယ်။တစ်တုံးတို့ဘောကနေပြီးအိမ်ချမ်းကင်းပေါ်အတက်ခြေတလန်းအတင်ဝိတ်ထိုးလိုက်တဲ့ဓမီရောင်အောင်မှာ ခွေးနှက်ကြီးအလောင်းကောင်ရဲ့ခေါင်းရင်ဘက်မှာခွေးနှက်ကြီးရဲ့ပါဇက်ထဲမှာစားလက်စအစာရီတန်းလန်းနဲ့ဓမီအောင်ဘက်ကိုလှည့်ကြည့်တယ်မိစန်းကိုဝမ်းကောင်းတဲ့ကြီးနဲ့မှန်းဖြီးတယ်အမလေးဆိုပြီးမိစန်းတခုမဲ့ online နိုင်တယ်အဲ့ဒီနောက်လဲကြမေးမြောသွားတယ်အော်တန်စူတန်လဲကြတန်တွေအလန်တကြားနဲ့ရုပ်ရုပ်တဲတဲဖြစ်သွားတယ်ဖဲဝိုင်းကလူတွေပြေးလာတယ် ဘာဖြစ်တာလဲခွင်းနဲ့ကြီးခွင်းနဲ့ကြီးမကလမားကမိစန်းကိုပွေထားရင်အထစ်ထစ်ငော့ငော့ပြောတယ်မရှိပါဘူးစိတ်ထင်လို့ပါအဲ့လိုပြောကြရင်ဖျောင်းနိုင်ပြီးထွန်းလိုက်တယ်အဲ့ဒီချိန်မှာပဲထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းကိုမြင်လိုက်ရတယ်ငတရဲ့အလောင်းကောင်မှာညနာတစ်ချံမရှိတော့ဘူးသွေးတရေရေတန်တရေရေနဲ့ ရုပ်ပြက်စင်းပြက်အသားအဆနာတွေကအလောင်းစင်အောင်ကျမ်းမြင်ပေါ်မှာအော်ဂလီစံစရာပြန့်ကျင်းနေတယ်ကြက်ကုံးမြေကနာနာဘာဝရဲ့လက်စားချေမှုကတော့ထိတ်လန့်ကြောက်ရွံ့စရာကောင်းလာပါတယ်ငါတို့မိသားစုနေတဲ့တစ်ပင်ကိုခုတ်လဲတဲ့ကောင်ဒုက္ခတွေ့စေရမယ်။ငါသားသမီးတွေရဲ့ခြေထောက်နဲ့မျက်နှာဒဏ်ရာရတယ်လို့နေ့ရဲ့ခြေထောက်နဲ့နေ့မျက်နှာကိုလည်းဒဏ်ရာရအောင်လှုပ်ပြမယ်။မက္ကလမကို ကျက်ဝင်ဘူးတော့ကပြောခဲ့တဲ့စကားအဲ့ဒီတော့ကတော့ငတာမသေးသေးဘူးခြေထောက်ကတန်ရကြောင့်ခရောင်ကလန်းဖြစ်နေတဲ့အချိန်အခုတော့ငတာမျက်နာတစ်ချမ်းကုံအောင်ဆသွားတယ်သူ့သားသမီးတွေခြေထောက်နဲ့မျက်နာတန်ရရတယ်လို့ငတာကိုလည်းခြေထောက်ရောမျက်နာပါတန်ရရအောင်လက်စားချေနိုင်ခဲ့ပါတယ်ပရလောကသားနာနာဘာဝတွေရှိတယ်ဆိုတာကိုယုံကြည်သူမယုံကြည်သူရှိတယ်လို့ ငတရဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့လဲနာနာဘာဝကလက်စားချေခြင်းလို့လက်ခံသူလက်မခံသူကွဲပြားနိုင်ပါတယ်။ဒါပေမဲ့ငတဒံရရတဲ့ညမှာပဲကြောက်မက်ဖွယ်ရဥဒန်ကြီးနဲ့ထူးထူးခြားခြားရောက်လာတဲ့ခွေးနဲ့ကြီးမကလမကိုကြက်ဝင်ပူးတဲ့ကိစ္စငတရဲ့အလောင်းကိုညနာတချမ်းကောင်အောင်ခွေးစားခံရတာတွေကတော့ကိုနောက်ရွာလေးမှာဒီနေ့တိုင်အောင်ကြက်သိန်းတထားထားနဲ့ကြောက်ကြောက်ရွံ့ရွံ့နဲ့ပြောနေကြစေဖြစ်ပါတော့တယ် ခုကတော့စာရေးဆရာမောင်ညိုမိုင်းတန်လင်းရဲ့လူသားစာခွင့်နဲ့ကြီးနဲ့စက်ကုံးမြေကလေးစားဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နာတော်တာဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။